ောင်းမတော်မြန်တဲ့နဲ့ဘုရောဘုရားမြတ်စွာဘုရားကာသာတော်အားရပရိယပွင့်ဤသည့်စီကျူသာသနာပြုနိုင်ရန်အတွက်အနန္တကြီးဖြစ်ပါလေ။ကောင်းကြီးမျိုးအထံတရားကြီးရောင်းအထံတရားဖြစ်ပြီးဆရာဦးတန်းနိုင်ရဲ့ရှင်ရေဤအမှုဖြစ်ပါလေ။မတော်မြန်သားနိုင်ငံဝိဇာရှိတော်ဆရာကောင်းပေါင်းတို့ကုညင်ရာဝိုင်းပိုင်းမှာစောင့်ရှောက်ရအရမရိယမြတ်စွာဘုရားရှင်ဤပွဲဒါနာကုသိုလ်ပြုရနိုင်ပါလို့ခင်ဗျာ ရှင်တော်ဘောရမြတ်စွာဘုရားဤသာသနာတော်မှာဝင်လင်းရာရောက်ရှိနေသောပုဂ္ဂိုလ်များဖြစ်ကြပါသောကြောင့်အခုဘဝဤဒီလောကတွင်ရှိသောသားများတတိယဒါဝါပြုသောပူဇော်မှုမတော်ကတူတန်းဒါနာပြုသောဆရာဦးသံတိုင်ကိုပြောအလူကတော်မှာပါတဲ့ကျောင်းကျော်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဆရာဒီနေ့အာဘုရောင်ဘေးကအမတော်မြန်မြန်တွေ ဟုတ်ဒီမှာလှူပြစ်တဲ့လှူကဟုတ်ကဲ့အဲ့လှူပြစ်တဲ့လှူကတောင်ကြီးမြို့ပေါ်ပထမ်းဆက်များရှိသူဆိုတော့သားတပည့်ပေါ့မြေးလေးလို့ခေါ်တယ်အဲ့ဒါဆရာတန်းထိုက်လင်းအဘေးတဲ့သားတော့ရန်ကုန်မြို့မှာရှိရပါဘောကိုယ်တိုင်မတွေ့ဘူးပြင်မဲ့အဘရှိမှာတပည့်ခံမှုအဘပညာကိုယူဖို့အဘရဲ့ သတင်းတွေအားလုံးစုစည်းပြီးတော့ဒါလေ့လာပြီးတော့အဘကြီးလာတွေ့ရပါတယ်ဘပြောလင်မင်းနဲ့ဘာနဲ့ဆုံတွေ့လိုက်ရတယ်ချိုးတော်ဘုရားရဲ့အခုအတဲ့ချိန်ပေါ့အဲ့မှာရောက်လာပြီးတော့အဲ့ဒီနေရာနေစပြီးရင်းနှီးချင်းကြီးဩဝါစရိယအနာခံတယ်အမသုံးပါအောင်လည်းလက်ခံနားထောင်တယ်အမဒါမှရှားပါတယ်တမသက်ဆောက်စိတ်သက်တွေကိုလည်းတင်ပေးလိုက်တယ်အဲ့ဒီစကားလေးနှခွန်းပြောပြီးတယ်နောက်ပိုင်းမှာအဘရသက်ပံအဘရဲ့သားမီးအဖြစ်နေပြရစေလို့ပြောတဲ့အတွက်ကြောင့်မလို့ဒီနေ့ မနေ့အစီအစဉ်ထဲမှာအဘကြီးအဘဘယ်ကိုရောက်နေလဲဆိုတော့အဘအကျွတ်လို့ဟိုအစီအစဉ်တဲ့နေရာကိုတွားနေတယ်လို့ဆာအဲ့ဒါဆိုရင်အဘလည်းတားတယ်တားလည်းအဲ့ဒီအကျွတ်လို့စီစဉ်နေပွဲကိုပဲတားဟိုမှာတွားပြီးတော့လူမာတဲ့အဲ့လိုလုပ်နေအဲ့လူမာဆိုတော့အော်အဲ့ဒါဆိုရင်ငါတို့မြို့ဖို့နေရောက်တက်ဆိုင်လိုက်တာအဘလည်းအဲ့ဒီမော်လမန်ဂျုံမြို့ပေါ့ဂျုံမြို့ပေါ့နော်အဲ့ဒီအကျွတ်လို့ကိစ္စကိုတွားမှာဆိုတော့အဲ့တွားနေတယ် သွားတဲ့ချိန်မှာ तू ကလမ်းဆက်တယ် तू ကညဘက်မှာတဲ့သားတို့ကလှူဒန်းရမှာတဲ့အဲ့တို့ကြောင့်မလို့ဆိုတော့အဲ့အကျွတ်လို့ဆိုတဲ့ဇကားတွေကိုစတိရတဲ့အချိန်ကနေပြီးတော့ဗောနော်မနေ့ကအထီးကိုအမှန်တမ်းစုံစည်းရတဲ့စုံတွေ့ရတဲ့အကြောင်းအရာတွေအားလုံးကိုအဘတို့ဘောရဘာသာဆန်းဆန်းပြပြီးတသားနဲ့တံပိုးအကြီးဆုံးနဲ့တွေ့တဲ့ရတဲ့အကျွတ်လို့ပွဲဖြစ်တယ်အဲ့အဲ့ဒါထားပြီးတော့အခုတခါအဘသားမနေ့မှကြားလို့ရှိရင်တောက်ဝင်နေတဲ့နောရကကိုတော့လက်စုပ်ကိုတွေ့နေတယ်ဟုတ်ကဲ့တွေ့နေတာပါ ဲ့တော့သူဝင်နေတဲ့လက်စုပ်ကိုသာလှူကျင်နေပါရဲ့တဲ့အစီအစဉ်တော့မရှိဘူးသာစိတ်ထဲမှာဘာနဲ့စကားပြောပြီးတော့သာဆန္ဒထဲမှာပေါ်ပေါက်တယ်တဲ့အဲ့တော့သာလှူကျင်နေတဲ့သာလို့လောကမှာနဝရ၉ပါးတို့ပြည်ဒီမှာနန်းသွေးထိုက်တော့မင်းဆက်ကြထိုက်တော့ရာဇပရိကံထိုက်တော့အိတ္တတိက ထိုက်တော့ပရောဟိတ်ထိုက်တော့ဗန္ဒကရထိုက်တော့ယရနာ၇ပါး၎င်း၉ပါးနဝိတရှိတော်ကြောင့်နဝရ၉ပါးအမည်နာမမှာ အာနဇောထက်တီကရှိသောငကားတို့မျက်ဆောင်အကြောင်းသုံးပါးကိုမရွေးဘူးဟေးဆိုတဲ့စကားလုံးကိုစီ၍ငကဘက်ကဲ့သို့ပတ်ထားသောကြောင့်နောရ90ဖြစ်ပါတယ်။အဲဒီကြောင့်နောရ90ဆိုတာဒီထိုက်သူမှမှလည်းရှိသလိုမထိုက်သူများလည်းရှိပါတယ်။အဲဒီကြောင့်လို့ငါမြည်လေးအဲ့ဒါတော့အမတော်မြန်နန်းတို့တို့ပဲဆိုတော့ဝင်းတာလေသာဓုခေါ်တယ်လို့လူကတန်ဖို့အကြီးဆုံးဖြစ်တယ်ပစ္စည်းဆိုတာလူရမယ်ဖះဟောထားတဲ့စကားရှိတယ်။ ဘုရားရှင်ကိုယ်တော်မြတ်မိန့်ကြားတော်မူသောစကားတော်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ချမ်းသာခြင်းလူတဲ့အဲ့ဒီပဲပါပဲအဲ့ဒါနဲ့တားရရလူမဲ့ဆိုအဘအစီအစဉ်ပေးမယ်စောင့်နေမယ်အဲသက်ဆိုင်ရာကောဘရာဌာနကိုလည်းအဘကောဘကနဲ့ပေါ့နော်ဆက်သွယ်ပြီးတော့ခွင့်ပန်ပြီးတော့စောင့်နေမယ်အဲ့ဒီအဲ့ဒီပဲပါပဲအဲ့လိုတူတူလိုက်တော့သူ့ရဲ့စေစားတာတည်းကသူ့ရဲ့စိတ်ဓာတ်ကိုဘယ်လိုလေးလေးစားပြီးသွားလဲအဲနောက်ပြီးတော့ဒါကသူ့လှူတာလဲအမတော်မျက်နှာတွေကို ဟိုရည်စူးပြီးတော့မတော်မြန်တန်းတွေတွက်ဆိုပြီးတော့ပြုတဲ့ပစ်ကိစ္စဟုတ်အခြေခံတော့ဟိုပါပေါ့ခန်းစားချက်တွေရှိတာပေါ့အဲ့ဒီခန်းစားချက်ကဘာလဲဆိုတော့မြန်မာတို့မြေဒီမှာမွေးတွေကမျိုးစေ့ပါလာတာအသေးရှိတယ်အဲ့ဒီမျိုးစေ့အသေးဆိုတာဘာကိုခေါ်ပါလဲဆိုတော့လှူတဲ့ကိစ္စအဲ့ဒါကဘာကြီးမှထူးဆန်းတယ်ဘာကြီးမှရှိတဲ့လူမျိုးတွေတဲမှာမတူကြဘူးအမတော်မြန်တန်းတွေဆိုတဲ့စကလုံးကိုတုံးမလှူတယ်လို့လည်းမခေါ်တယ်လို့ဖျားစေကြီးပထိုးကိုလှူမှလည်းလှူတယ်လို့မခေါ်တယ်လို့စိတ်ဆန္ဒမြတ်တရားဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးဟာငွေကလေးကိုနိုင်ကအဲ့ဒီလူမဲဆိုတဲ့ကိစ္စမျိုးစေ့ချပြီးသားပါလာတယ်။ဒါနဲ့အဲ့ပုံမှာအဖက်ဖက်ကနေလူရန်ဒါနာပြုတ်ကိုကိစ္စသူ့ရဲ့ပဋ္ဌာန်းစဆိုင်ရာဆိုင်ရာတွေနဲ့သက်ဆိုင်သွားတယ်။အဲ့ဒီသဘောတော့ရှိတယ်။လူတဲ့ဆိုတဲ့စိတ်ကတော့တည်ရတဲ့မြန်မာပြားမြန်မာလူမျိုးကကဘာကြီးမှာကိုယ်မှရှိတဲ့ပစ္စည်းကိုကခုံပြီးတော့သွားလှူတာဟာမြန်မာတူပဲရှိပါတယ်။အဲ့ဒီဘောပါပဲအဲ့တော့သူ့ရဲ့ပီတိခံစားချက်ဆိုတာပါလဲဆိုတော့ဒီကလေးကသူ့ကိုမြေးလေလို့ခေါ်တာအကြောင်းရှိတယ် အရွယ်စားပြန်တော့ကြောင်းဆရာတယောက်ပေါ့ဒါမှလည်းကိုကဘာသူ့ပြန်ကြည့်လိုက်တဲ့ခါကျတော့အတိတ်ကကုသကစေနာဆိုတာလောကကြီးမှာရှိတယ်တွေ့တယ်ကိုကအဘခြေတော်ပစုံမွေဆိုကြိုးဆိုတယ်မြမရဲ့ရင်ချင်းမှုဒလီစကားအတိုင်းပဲသူကဆက်ဆံတယ်ပြောဆိုတယ်နောက်ပြီးတော့လေမနီတရိယတွေ့ရပြီနဲ့နောက်နေ့တွေ့တဲ့ခါကျတော့အဲ့လောက်ပဲအခုတစ်နှစ်ပတ်လည်းဖြစ်လာပြီစကားပြောရင်ဆိုခဲစီမြဲစီလူပြောမတန်လူတန်မပြောပေါ့အယံတိကျတယ်မနေ့ကပြောတဲ့စကားလေးကိုဒီနေ့အကောင်နဲ့ဖော်ရတဲ့နေရာမှာတော့တာဒီနေရာလေးမှာ ုသိုလ်လုပ်ခြင်းနဲ့ဒီတိုင်နှန်းဆောင်မှာအဘရိုက်နေတဲ့တိုက်ချံကြီးရဲ့မှာလှူခြင်းနဲ့ထမင်းကျွေးခြင်းနဲ့အဲ့ဒါတွေဖြစ်လာတာပေါ့နော်အဲအဲ့ဒါကြောင့်လို့အဲ့ဒါတွေအားလုံးအခုကျွန်တော်တို့လုပ်ဖြစ်တယ်ညနေကြကြသူ့မှာဟုတ်ကဲ့၃နိုင်ရနေစပြီတော့ပေါ့နော်အဲ့ဒါမျိုးသုတိတာလေးပေါ့တတ်နိုင်တဲ့ဒါနကုသိုလ်နဲ့ဒါရန်ကုန်မြို့မှာလာတော့ဟောတော့မှာဆူရှင်ပေးသွားမယ်အလူလုပ်သွားမယ်ပေါ့အဲ့လိုပြောသူနဲ့ပတ်သက်ပြီးဆရာမြင်မိတာလေးလည်းကျွန်တော်လည်းပြောဘာဖြစ်လို့သူကအာဒီဘက်ကမ်ဘီယာရောဝိဇ္ဇာရော ဟုတ်ကဲ့ဟောတော်တော်ပရာဟိတဟောတော်တော်နည်းနည်းစုံတယ်လို့ပြောတာဒေဝပိုင်းနဲ့ပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပါအဲ့တော့ဆိုလို့ဆိုရပါဆိုလောကကြီးမှာပေါ့ဆရာတူလို့တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အခြေခံပညာပေါ့ဒီအเจ้าမှာပညာတင်တယ်လို့ပေါ့ပညာတင်တာကအเจ้าဆရာလုံးမယ်လို့ရွေးချက်နဲ့တင်တာလည်းမဟုတ်ဘူးလေအเจ้าဆရာလုံးမယ်ဆိုရင်ရွေးချက်ကဒူးစီတရားမှာကလူ20လောက်ရှိမှာပေါ့ဥပမာဥပမာအဲ့တော့ဆရာလုံးမယ်ဆိုတဲ့ပညာရက်ကိုခံစားလိုက်တဲ့အတွက်ကြောင့်မလို့ အစင်းစင်လေကလေးအစင်းစင်တိုင်းတိရမယ်ဟာတော့ဆရာတိုင်းမှရှိရမှာပါအဲ့တော့ तू ကခုနပြောသလိုဘော်ဒီတာရော့တွေဘာလို့ညာလို့ဟောတယ်အဲနောက်ပြီးတော့ तू နောက်ပိုင်းဒီဘာပိုင်းလိုက်တယ်ဆိုတာကအဲကျွန်တော်တို့ဒီမှာလာပြီးတော့တွေ့ဆုံတဲ့ခွန်ရသားမိကိုနိုင်ကိုကောအဲ့ဒီလိုမျိုးစုံလာတယ်အဲ့တော့ဆရာတွေကဘာဖြစ်တယ်လဲဆိုတော့ဟောရောလို့တော့မဟုတ်ဘူးကျွန်တော်ရုပ်ရှင်တော့ဆိုရင်တော့မင်းသားကြီးတွေတလိုက်မရိုက်တယ် fighting ဆို fighting ပဲ အဲ့ဒါကောင်းမှန်းဆိုကောင်းမှန်းတရတနာအရှင်ဆိုအရှင်ဘောဒရမာဆိုဒရမာအဲ့လိုရိုက်ကြတာပေါ့နော်ခစ်တခုမှတော့အဲ့လိုမျိုးပုံသေးနဲ့ရိုက်ကြတာဒါဒီပဲခစ်တွေရေစီးကြောင်းတွေပြောင်းလာတဲ့အခါကျတော့မရတော့ဘူးပိတ်သက်ကအဆုံကြီးတက်တယ်အဲ့လူတယောက်တည်းကိုအဆုံကြီးတက်ကြီးတက်တဲ့တို့ကြောင့်အဆုံလိုက်ပြီးရေးပြီးရိုက်ကြတဲ့အခါကျတော့အဲတွင်ကျဲတယ်အဆင့်မိရပေါ့အဲ့လိုဖြစ်သွားသလိုပဲတဲ့ဆရာလောကမှာလည်းအဲတခုတည်းတည်းလာမင်းပူစီကတ်စီပြီးပြန်တော့ဆိုအဲ့လောက်နဲ့မရဘူးဆိုတော့အဲ့တော့ဆေးကုတက်တဲ့ယုံနဲ့လည်းဆရာမဖြစ်ဘူး နောက်တော့ကတက်ကြွကျင်ပြီးတော့လည်းဆရာမဖြစ်ဘူးဆရာဖြစ်အောင်လုပ်ရင်မှဆရာဖြစ်တာအဲ့တော့ကြောင့်လို့သူကပညာပဲဆုံးပေါ့ငါးမျိုးလောက်လိုက်စားရတာပေါ့အဲ့တော့ခုကျတော့အဘလည်းကျတော့ခံပြီးရပညာကိုရောက်သွားတာပေါ့သူတီးခဲ့တဲ့နတ်တွေဘာပိုင်းကျတော့လည်းရန်ကုန်မြို့ရဲ့နာမည်ကြီးပေါ့နော်အဲ့လိုမျိုးတွေသူတင်ကြပြီးတော့တပည့်ခံတယ်တပည့်ခံတယ်ဆိုတာဘာလို့တပည့်ခံလဲဆိုတော့ဆောပြောလို့ပေါ့သူတို့လောကမှာလည်းဥစေကစေမြေစေကြားစေဆိုတဲ့ဥစ္စာတွေတချို့ကလည်းကျင့်တတ်အောင် မေးတဲ့အခါမှာအဲ့ဒီလိုကိုကိုနိုင်ကတက်မှဖြေလို့ရအဘတော့အားလုံးပေါ့တကဘာလုံးရောတနိုင်ငံလုံးရောရှိတယ်ပေါ့အရာရာမှာပိုမေးတာဖြစ်စေကိုကတိကျင်မှုဖြစ်စေဆရာလောက်တာပဲဖြစ်စေကိုကိုလည်းတိတက်ကြွားမှမေးတဲ့နယ်လို့အဘယူဆထားတယ်။ဘာကြောင့်လဲဆိုတော့ကိုကိုလည်းတိတဲ့ခါကျမေးတဲ့ခါကျကိုလည်းရဲရင်ပဲဖြေတဲ့လူကလည်းတိကျကြပဲမေးတဲ့လူကတော်တိတာပဲဆိုတော့ဒူးချင်းတာအဘတော့ဒီခေတ်ထဲမှာကြောင့်မေးတဲ့လူကဆရာလို့ဖြစ်အမမားတော့မဟုတ်ဘူးဗျမေးတဲ့လူကအဲ့ဒါတပြည့်ပဲဘာကြောင့်လဲဆိုတော့လောကကြီးမှာ အကျိုးအကြောင်းအဆက်ဆက်တွေကိုအကောင်လုံးသိအောင်အကောင်လုံးနားလည်အောင်လုပ်ထားတာအဲ့တို့ကြောင့်မလို့ခုနက तू ကအဲ့လိုဘေးလာမဲ့တပည့်တွေရဲ့အပေါ်မှာကြိုတင်ပြီးတော့ဖြေနှိုင်းအောင်လို့ तू ကလိုက်တင်ကြအဲ့ဒါအသေးပဲရှိတယ်ဆက်ကျွန်တော်တွေ့လိုက်တာမနေ့ကဒါအမတော်ဉာဏ်နဲ့ကိုဟိုဇူးတော့ဗောနော်မှုထားပြီးတော့ဟုတ်ကဲ့ဟိုဟာဒီအော်နော်လာကိုရလက်ဆွတ်တူတယ်ဟုတ်ကဲ့ပြီးတော့ तू ကအမတော်အတွက်ပွဲကတ်တာတွေပါတယ်ပြင်ဟိုဒီဖေဟားမှာရှိတဲ့လုံချုံရေးတွေ ဟုတ်ကဲ့အဆက်အတွက်ဟိုလူသမားတွေဟုတ်ကဲ့အာဒီပြီးတော့ဖျားပူးတွေရောဟုတ်ကဲ့သူ့လှူတာမနေဘူးတော့ဆရာဟုတ်ကဲ့ကျွန်တော်မြင်တာတော့တပေါင်းတန်နေမြင်တယ်ဆရာဟုတ်ကဲ့မှန်ပါတယ်ခင်ဗျမှန်ပါတယ်မှန်ပါတယ်အဲ့လိုအစင်း30ပေါ့အဲ့တော့သူကဘာလဲဆိုတော့ဆောရပြောလို့ပေါ့အဲဘောရဘာသာစိတ်ကြီးတဲ့ပေကန်စုကျသောစိတ်ကိုခြေခံတယ်တဲ့ဟောရမှာချမ်းသာခြင်းလူဆိုတဲ့စကားလုံးကိုလည်းသူကလက်ကင်ထားတယ် အဲ့အတွက်ကြောင့်ဟောအခုလှူသွားတဲ့လက်စွပ်ဆိုလို့ရှိလို့ရှိရင်ဒါသိန်း60ကျော်ပေါ့ဒီကာလနဲ့တွက်မယ်ဆိုရင်သိန်း60ကျော်မှရှိတယ်အဲ့တော့ခုနပြောလို့ပဲဒါနကုသိုလ်ဆိုတော့သူကသူ့အတွေ့အကြုံနဲ့ဆရာဆိုတဲ့စိတ်လေးကိုလည်းအားလုံးကသတ်မှတ်တယ်လို့အလိုလိုလည်းခင်မချစ်ခင်ကြတယ်အဲ့တော့အတတ်ပညာမှလည်းအခြေခံထားတယ်လို့အခုအဲသူရန်ကုန်ကိုရောက်တော့မယ်ဆိုရင်အမအပြင်းလေးတည်းလို့လှုပ်ထားတယ်အဲ့လိုဒါနတွေပြုမယ်အဲ့လိုလှူမယ်နောက်ပြီးတော့ဘုရားရှင်ကိုရောမြတ်ကိုလည်း တချို့ကြတော့လည်းပုံကတူပဲရှိရင်တူကိုပဲခေါင်းဆွဲထားပြီးတော့ကရော့သွားတယ်လေသူကတော့အဲ့လိုမဟုတ်ဘူးအပေါ်ကနေစပြီးတော့ဒီအောက်ထိအောက်ဆိုတာဘာလဲဆိုတော့တမာဒီဝါနဲ့30တဘဝရှိတဲ့ဝင်းရဲ့တတ္တဝါပိတ္တငရဲ့အကောင်လုံးပေါ့နော်အဲ့လိုဟာတွေကဇာမေတ္တာပို့တဲ့အစီအစဉ်တွေသူလုပ်တယ်အဲ့ဒီမှာဘာသူဘာတွေလုပ်ပေးရလဲဆိုတော့ဥဆောင်ညီနဲ့အတွက်ဒီလိုပုံစံမျိုးမှာရှိရင်လောက်ရမယ်အမဆိုတဲ့ကိစ္စတခုရဲ့လည်းမဟုတ်ဘူးအမဆိုတဲ့ကိစ္စတခုရောအာုံပြင်းတစွဲပဲဖြစ်တယ်တလံပဲဖြစ်တယ် စိတ်ကတခုပဲဆွဲဆောင်နေလိမ့်မယ်အဲ့ဒါမကောင်းဘူးဖះကိုမူတာပြီးလုပ်တဲ့လောက်ကတမ်းမှုကြီးတယ်အဲ့တော့ဖះအပွဲအဘအဖေအဘအဘအဲ့လိုခံမျိုးပေါ့နောက်ဆုံးကြတဲ့ခါကျအမတော်ရဲ့ဘဝအတိတ်ကမဲတော်ဖြစ်တဲ့ငကားမဲတော်ဘောကရီမဲတော်ကြီးကိုလည်းပွဲရတယ်အဲ့လိုသဘောပေါ့